အားလုံးပဲမင်္ဂလာပါရှင်နောက်ထပ်ကိုဝင်လွှဲထားရပြီဖြစ်တဲ့စန်ဒီမြင့်လေးမင်္ဂလာပါပရိသတ်ကြီးပရိသတ်တွေရဲ့ချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ပြုပ်ဆောင်အစိုးရစန်ဒီမြင့်လင်းကတော့သူတို့မိသားစုလေးအတွက်နောက်ထပ်ကိုဝင်လွှဲထားရပြီလို့လည်းပရိသတ်ကိုအတည်ပြုလာတာပါပရိသတ်အချစ်တော်အစိုးရတရုတ်ဆောင်စန်ဒီမြင့်လင်းကတော့လက်ရှိမှာချစ်ရတဲ့ခင်ပွန်းနဲ့အတူတမီလေးတယောက်ကိုပိုင်ဆိုင်ထားပြီးတော့တာယာပျော်ရွှင်ခြင်းမြွေမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ အခုလက်ရှိမှာလည်းတူရီတို့တမီလေးခင်းလင်းထင်းခေါ်ထရက်ရှာလေးအတွက်မောင်လေးတယောက်ကိုမကြခင်မှာမွေးဖွားပေးတော်မယ်လို့စနေမင်းလင်ကပရိသတ်ကိုရင်ဖွင့်လာတာလည်းဖြစ်ပါတယ်စနေမင်းလွေရဲ့တမီလေးထရက်ရှာလေးကလည်းချစ်စရာကောင်းပြီးတော့အရွယ်နဲ့မလိုက်အောင်စကားတက်လွန်သူဖြစ်ပါတယ်အဲ့လိုတွက်လက်ချက်ချလို့လည်းပရိသတ်တွေကလည်းထရက်ရှာလေးကိုအချစ်ပူနေကြတာပဲဖြစ်ပါတယ်အမှုပညာဘေးစပ်ပါတဲ့ထရက်ရှာလေးကလည်းအခုလက်ရှိမှာတော့မိခင်ဖြစ်သူစံနေမင်းလေးနဲ့တွေ့ဖက်ပြီးတော့လေ ကြညာတွေရိုက်ကူးနေရပါ treasure လေးရဲ့လှူရှာမှုတွေချစ်စရာကောင်းတဲ့အပျော်အဆိုးအပြုမှုလေးတွေကတော့ပရိသတ်တွေကိုအချစ်ပူစေနေတာပဲဖြစ်ပါတယ်ပြုဆောင်စနေမြင့်လင်ကိုတိုင်းကလည်း social media ပေါ်မှာသမီးလေးရဲ့လှူရှာမှုတွေကိုအမြတ်တစေမှတ်တမ်းတင်ပေးနေရကြောင်းလည်း treasure လေးကို ပရိသတ်တွေကအသေးရနေကြတာပဲဖြစ်ပါတယ်ကိုထက်သူ့ကိုပိုချစ်နေကြတာပေါ့နော်အခုတော့သူကကိုထက်ပို့ပြီးတော့ဆရာကြားသွားတာပေါ့သူ့ကိုပို့ပြီးချစ်ပေးကြလို့ဝန်တာတယ် ကိုကိုဆိုရင်တော့ချစ်တဲ့သူရှိမယ်မချစ်တဲ့သူရှိမယ်သူ့ကိုကြတော့အကုန်လုံးကချစ်ကြတဲ့အဲ့အတွက်ဝန်လဲဝန်တာတဲ့ပျော်လဲပျော်တဲ့သမီးလေးလည်းချစ်ပေးတယ်ဆိုတာကလည်းကိုကိုချစ်တဲ့အခန့်ရှိလို့ချစ်ပေးကြတာပဲလို့မြင်နေသူ့ကိုချစ်ပေးကြတဲ့အတွက်အလုပ်တွေလည်းပိုအဆင်ပြေလာတဲ့အလုပ်တွေလည်းအများကြီးပိုလုံလာရတဲ့အတွက်ပြောပါတယ်လို့စနေမြင့်လင်က သမီးဖြစ်သူနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကိုရင်ဖွင့်ထားတာပါ Treasure ကတော့ အမေထက်အဖေကိုပိုချစ်တယ်အမေကတော့တနာချစ်နဲ့ချစ်ပါတယ် သူနဲ့သူ့အဖေက အရန်ကိုခမစရီမိရဲ့သူ့အဖေအပေါ်တင်စရာမလိုအောင်ချွတ်တက်တယ်လို့စနေမြင့်လင်ကပြောထားပါသေးတယ်။အခုလက်ရှိမှာတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးတွေကိုတော့နောက်ထပ်တားလေးတယောက်ရောက်လာတော့မယ်လို့လည်းစနေမြင့်လင်ကဆိုထားပါသေးတယ်။စနေမြင့်လင်ကအခုလက်ရှိမှာတော့ထူထူမြောက်မြောက်ကိုဝင်လွှဲထားပြီးတော့လေးလာကြော်ပြီးလို့လည်းပြည်သက်တွေကိုရင်ဖွင့်ထားပါသေးတယ်။စနေမြင့်လင်ရဲ့သမီးလေးဖြစ်တဲ့ထရယ်ရှာကတော့သူနဲ့အတူကစားပေါ်ရအောင်လို့ မိန်းကလေးပဲလိုချင်နေရလို့လဲစန္ဒီမြင့်လင်းကပြောထားပါတယ်။ထရက်ရှာလေးကိုမောင်လေးယူမလားညီမလေးယူမလားလို့မေးလိုက်တိုင်းပါလေ။ညီမလေးပဲယူမယ်လို့အမေပြောတတ်တယ်လို့လဲဆိုပါတယ်။အခုတစ်ခေါက်ကတားလေးဆိုတော့ဘလိုပုံစံမျိုးထရရမလဲဆိုပြီးတော့ရင်ခုန်နေ။အခုတော့တားရှင်မမေဖြစ်သွားပြီဆိုတော့ကိုကစင်ပေါ်ကပဲတချို့ဆိုရင်အခုကလေးကကျိုးပွိုင်နဲ့မမေဆိုပြီးတော့အလာခေါ်နေသူတွေတောင် ရှိနေပြီလို့လဲ။စန္ဒီမြင့်လင်းကအရှင်ဖောက်ပြီးတော့ပြောထားပါသေးတယ်။ အခုလက်ရှိမှာတော့ဆန်နွေမြလင်းတို့မိသားစုလေးကတော့တားလေးမွေးတို့မှာဖြစ်လို့တမိသားစုလို့ပြောရှင်နေတယ်လို့လည်းပြောပြထားပါတယ်။တားလေးဆိုတော့ရှင်ပြူလို့ရသွားပြီ။တားလေးရှင်ပြူရင်လည်းတန်ကားတွေကိုလည်းအလူအကြီးကြီးပြုလုပ်လို့ရပြီ။အခုတားလေးရှင်ပြူဖို့အထီကိုပက်စံတောင်ကျူစုထားပြီးလို့လည်းမမွေးရသေးတဲ့တားလေးအတွက်ကျူတင်ပြင်ဆင်ဖြစ်ပုံလေးကိုလည်းဆန်နွေမြလင်ကဝေမျှထားပါသေးတယ်။တမိဖြစ်သူထရက်ရှာလေးကတော့မြမလေးကိုလှုပ်ချပေးမိမယ်။ ောင်လေးဆိုတဲ့အခါမှာတော့ပထမတော့ဆိတ်ဆိုးသွားပြီးမဲ့အခုလက်ရှိမှာတော့မောင်လေးပဲယူရမယ်ဆိုပြီးတော့ဘိုက်ကိုမကြမကြလာလာနန်းနေရလို့လေဆယ်နေမြင့်လင်ကပြောထားပါတယ်ထရက်ရှာလေးကညီမလေးရရင်စင်ပေးချင်တာလေယောက်ျားလေးဆိုတော့သူစင်ပေးလို့မရလို့နည်းနည်းစိတ်မကောင်းဖြစ်တာပေါ့နောက်တော့လေမမောင်လေးဆိုပြီးတော့ဘိုက်ကိုလာနန်းနေရပဲအရှင်တော်ကဆိုရင်သူ့ကိုချီခိုင်းတယ်အခုမောင်လေးရှိတော့မချီနဲ့အောင်ဆိုပြီးတော့ပြောတယ်မောင်လေးမွေးပြီးရင်တော့ပြန်ချီရမယ်ဆိုပြီးတော့လေပြောထားသေးတယ်လို့ ။တမီးဖြစ်သူရဲ့ချစ်စစ်ပွဲအပြုမူလေးတွေကိုပရိသတ်တွေကိုဝေမျှထားတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့တရုတ်ဆောင်အစိုးရဆန်လင်းမြင့်လင်းတို့မိသားစုလေးမှာတော့တမီးတယောက်၊သားတယောက်နဲ့ပြပြစုံနဲ့မိသားစုလေးဖြစ်သွားပြီလို့လည်းပြောထားပါတယ်။အခုလက်ရှိမှာတော့ဆန်လင်းမြင့်လင်းကကျမ်းမာရေးကိုအထူးဂရုစိုက်နေပြီးတော့ကိုဝင်တဲ့ဖြစ်လာတဲ့အတွက်လည်းစိတ်ရောလူပါကျမ်းမာပျော်ရွှင်အောင် နေထိုင်နေတယ်ဆိုပြီးတော့လည်းပြောထားပါတယ်။အခုလိုမျိုးကလေးနောက်ထပ်တယောက်ထပ်ယူရတာကလည်း ။တမိဖြစ်သူထရက်ရှာလေးအဖို့ရအောင်ယူလိုက်ရတာဖြစ်တယ်လို့လည်းဆန်နွေမြင့်လင်ကပြောဆိုပါရယ်။ထရက်ရှာလေးမွေးပြီးကလေးကထပ်ပြီးတော့ခလေးမယူတော့ဘူးဆိုပြီးတော့ဇုံဖြတ်ထားကြတာ။အဲဒါကြောင့်ငါးနှစ်လောက်ကြာသွားတာ။ထရက်ရှာလေးအသက်ကြီးလာရင်တယောက်တည်းဖြစ်နေမှာဆိုတာရဲ့။ကိုလည်းအသက်မကြီးခင်ခလေးနောက်ထပ်တယောက်ထပ်ယူဖြစ်တာ။အကြီးကကတော့ထရရှာလေးအတွက်စဉ်းစားပြီးတော့ယူလိုက်တာဆိုပြီးတော့လေစနေမြင့်လင်ကအခုဒုတိယကိုဝင်ဆောင်ရတဲ့အကြောင်းပြည်သက်တွေကိုပုပ်ပွင့်လေးလေးနဲ့ရင်ဖွင့်ထားတာပဲဖြစ်ပါရဲ့ရှင်